အားလုံးပဲမင်္ဂလာပါခင်ဗျာခုတင်ဆက်ပေးမယ့်သတင်းကတော့ AFC အမျိုးသမီးအာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အမျိုးသမီး U19 ဘောလုံးအသင်းကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောမှကွန်ပျူတာချင်းမြင့်ဝင်တင်းနှစ်ထောင်ချင်းမြင့်မယ်လို့ကြားသိရပါတယ်ခင်ဗျာအားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ရဲ့မြန်မာ U19 အမျိုးသမီးဘောလုံးအသင်းလေးဟာမကာအို U19 အမျိုးသမီးဘောလုံးအသင်းကိုခုနှစ်ကိုပြန် ပြီးတော့မြန်မာယူဆက်ခွန်မျိုးသမီးတင်းရဲ့ရေးကြီးဆုံးပြိုင်ဘက်ဖြစ်တဲ့အင်ဒိုနီးရှားယူဆက်ခွန်မျိုးသမီးဘောလုံးတင်းကိုဒီကိုကုမရှိဆိုတဲ့ရလက်တွေနဲ့ရှုံးပွဲမရှိခြေစပွဲ အောင်မြင်ခဲ့ပါတယ်။ဒါကြောင့်အဖွဲ့ချုပ်တွေနဲ့ယူဆက်ခွန်မျိုးသမီးဘောလုံးတင်းကိုကွန်ပျူချီးမြှင့်ငွေများချီးမြှင့်မှုစီမံနေကြခြင်းဖြစ်ပါတယ်။အခုကမှကျွန်တော်တို့ရဲ့ယူဆက်ခွန်မျိုးသမီးဘောလုံးတင်းဟာအခုကမှ ဝေးဆောင်ကမ်းခြေကို အပန်းဖြေခီးထွက်နေတာဖြစ်ပါတယ်။အဲ့ဒီအပန်းဖြေခီးစဉ်အတွက်တူးလျင်ငွေကျပ်၁၀သိန်းစီမြန်မာပေါ်လုံးဖွဲ့ချုပ်ဥက္ကဋ္ဌကချီးမြှင့်ပေးထားတာဖြစ်ပါတယ်။ခြေစစ်ပွဲအောင်ယူဆက်ခွန်အမျိုးသမီးဘောလုံးသင်းဟာထိုက်တန်တဲ့ခြေစွမ်းကောင်းမွန်တဲ့ကြိုးစားမှုတွေကြောင့်အခုလိုခြေစစ်ပွဲ အောင်မြင်ခဲ့ရခြင်းဖြစ်ပါတယ်။ကွန်ပျူချင်းမြင်ရမဲ့သူကိုကွန်ပျူချင်းမြင်တာကလည်းမင်္ဂလာတပါးပါပဲခင်ဗျာ ဒီအတွက်ကလေးတွေရဲ့ကိုစားမြမဘောလုံးအဖွဲ့ချုပ်ကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ကလားလာတွေရှိနေတဲ့ဒီယူဆက်ကိုအမျိုးသမီးဘောလုံးတင်လေးကိုကျွန်တော်တို့အားလုံးအများစုဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြလိုက်ကြရအောင်လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မြမသိအောင်မြင်ပါစေခင်ဗျာ